အတိတရာအညာတစ်ခုကန္ဓာအလှဲ့ကျလာပြန်ပြီဆိုတော့ဒီတစ်ပတ်မှာလဲတွေးခေါ်ဆင်ခြင်မှုများကိုဆင်ခြင်တုံတရားနဲ့အညီလိလာသွားကြပါစုအပြစ်ကြောင့်ယူရင်းလာတဲ့လူရဲ့ခန္ဓာကို ကြည်ကြစေတရားနာပြေတာကျွန်တော်တို့ရဲ့မိဥဖာဥဖြစ်တဲ့အဖဥရာရန်အမိဒေါ်ဧဝါတို့ကိုကြည်ကြမယ်ဆိုရင် မာနနတ်ဆိုရဲ့ဇကားကို သူ့ရဲ့လှည့်ပြန်မှုကိုနားထောင်နားယောင်ပြီးတော့လိုက်လျှောက်ခဲ့ကြတဲ့အတွက်အပြစ်ပြုပြီးအပြစ်ထဲကျတဲ့အတွက်ဖြစ်ရကြီးသုံးခုနဲ့ရင်ဆိုင်ခဲ့ကြရတယ်ပထမသူတို့ရဲ့ဝိညာဉ်တည်သွားတယ်အနောက်ဒုတိယဖြစ်ရကတော့သူတို့ရဲ့စိတ်ပိုင်းမှာဇာတိစိတ်တွေဖြစ်ပေါ်နေတတိယကတော့သူတို့ရဲ့ခန္ဓာမှာအိုခြင်းနာခြင်းတည်ခြင်း ဒီသင်္ခါရတရားတွေဟာသူတို့ရဲ့ခန္ဓာကိုယ်လေးကိုကြားရောက်လာတော့တယ်ပထမအချက်အနေနဲ့သူတို့ရဲ့ဝိညာဉ်တည်သွားတယ်ကဗောက်ချအခန်းကြီးနှစ်အပိုင်းရဲ့ဆက်ခွနဲ့မှာထိုအပင်ကြီးအပြီးကိုစားသောနေ့တွင်ဧကအမှန်တရားမြည်ဟုလူကိုပြင်းညတ်တော်မူ၏အာဒံဧဝဟာအပြီးကိုစားတဲ့နေ့မှာပဲစိတ်နဲ့ခန္ဓာအလွန်နှစ်ခုစလုံးဟာ အသက်ရှင်နေပြီမဲ့သူတို့ရဲ့ဝိညာဉ်ဟာနဝိညာဉ်ဟာပြေသွားခဲ့ဖြောင့်မတ်ခြင်းကျေးဇူးတော်လို့ခေါ်တဲ့ဖခင်ရဲ့အသက် သူတို့ရဲ့နဝိညာဉ်ထဲမှာမရှိတော့ဘဲနဲ့ဆုံးရှုံးခဲ့ကြရတယ်အသက်တာမီးငြိမ်းသွားခြင်းနဲ့တူပါတယ်အဲ့တော့လျှက်စစ်မီးဒီတလုံးဟာလျှက်စစ်စီးနေတဲ့အခါမီးလင်းနေမီးခလုတ်ပိတ်လိုက်တဲ့အခါမီးငြိမ်းသွားပြီးတော့မီးတည်တယ်လို့ဆိုရမဟုတ်လား အဲ့ဒီမိသည်ဟာငိုမူလအတိုင်းရှိနေပေမဲ့သူ့မှာအလင်းမရှိတော့ဘူးတရားနာပြိတ္တလူဟာလည်းဒီတိုင်းပဲဖျားနဲ့အဆက်ပြတ်တဲ့နေ့ဖြောင်းမှချင်းကျေးဇူးတော်ဆုံးရှုံးပြီးတော့စိတ်နဲ့ခန္ဓာရှိနေသေးပေမဲ့နာဝိညာဉ်တည်တဲ့အဖြစ်အခြေအနေကိုရောက်ခဲ့ကြရတယ်မာတေယုခန်းကြီး9အပိုင်း24တင်တို့ဒီလောကကြီးအလင်းဖြစ်ကြ၏ ခရစ်တော်ရဲ့ကယ်တင်ရှင်ခံကြရတဲ့ကျွန်တော်တို့လောကအလင်းဖြစ်ဖို့ဖျားသခင်စီကမိအလင်းကိုညှိယူဖို့ကြိုးစားဖို့လိုပါတဲ့တရားနာပိဋကဒုတိယအဖြစ်ကတော့သူတို့ရဲ့စိတ်ပိုင်းမှာဇာတိစိတ်တွေဖြစ်ပေါ်လာတော့တယ်ဇာတိစိတ်ဆိုတာလူရဲ့တဘာဝဗီဇစိတ်ကိုခေါ်တယ်လူရဲ့ဇာတိစိတ်ဟာအတော်ကိုဆွညင်ယွယွင်းပြည့်စည်နေတာကိုကျွန်တော်တို့တွေ့ရတယ် တမန်ချမ်းစာထဲမှာဇာတိပဂရိရဲ့လူရင်များဇာတိပဂရိရဲ့ဆွေးညစ်မှုများဇာတိပဂရိရဲ့ပြောညတ်မှုများတတ်မဲ့မှုများဇာတိပဂရိရဲ့အပြစ်များလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ငါတော်စိတ်ရှိတိုင်းလုံလိုက်ရရင်မင်းတိတ်သွားမယ်စသဖြင့်ကျွန်တော်တို့ဇာတိစိတ်ကို ထိန်ကြရတယ်မဟုတ်လားတရားနာပိဋကဇာတိပဂရိစိတ်ကဘာမျှအကျိုးမပေးဘူး စိတ်လဲမချရဘူးတရားနာပိဋကယုံမနေနဲ့ဖះရနဲ့ပေါင်းဆက်ခြင်းအဖြစ်သာလျှင်ဝိညာဉ်ပဂရိအသက်တာကိုအယယူဖို့ကြိုးစားကြစဉ်တရားနာပိဋကတတိယအဖြစ်ပြက်ကတော့သင်္ခါရတည်ခြင်းတရားဖြစ်တဲ့အိုခြင်းနာခြင်းတည်ခြင်းဟာ လူရဲ့ခန္ဓာထဲကိုရောက်လာရတယ်အသက်900နဲ့30ရောက်တဲ့အခါအာရယကိုခန္ဓာဟာတည်ခြင်းနဲ့အဆုံးသတ်တယ်တဲ့ကျမ်းစာထဲမှာဒီလိုဖော်ပြထားပါတယ် အခုကျွန်တော်တို့ခန္ဓာအသက်ရှင်နေကြပြီမဲ့တနေ့တခြားသင်္ချိုင်းတို့ခြေလှမ်းလှမ်းနေကြရမောင်လားတရားသာပြိတ္တအာရုံရဲ့တားစင်မြေးဆက်ကျွန်တော်တို့ရုပ်သက်ဟာပုံမှန်ပါလာပြီမဲ့နာဝိညာဉ်ဟာဖျားရဲ့အသက်မပါတော့ဘဲနဲ့ရှိနေတဲ့အဖြစ်အဲကျွန်တော်တို့အဲ့ဒီနာဝိညာဉ်ထဲမှာနံသက်ဖျားရဲ့အသက်ဖြောင်းမှတ်ခြင်းကျေးဇူးတော်ကိုရဖို့အတွက်ဖျားနဲ့ဂရေဆက်ဖို့ ကြိုးစားဖို့လိုပါတယ်တရားနာပြိတ္တာအဲ့တော့လူလိုက်ဆုံးရှုံးနေတဲ့ဝိညာဉ်သက်နံသက်ကိုဒီဖျားရဲ့အသက်ထောက်မှတ်ခြင်းကျေးဇူးတော်ကိုဘယ်လိုပြန်ရယူမလဲရှင်ယောဟန်ဩဝါဒစာ ပထမစာ အခန်းကြီး9အပိုက်ငယ်7တားတော်ကိုရတော့သူဒီအသက်ကိုရ၏ဖျားသခင်အသက်ကိုမရတော့သူမူကအသက်ကိုမရကိုရောရှင်နီကောဒီမုကိုမိန့်ကြားတဲ့စကားကိုလည်း ရှုကြစို့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အပိုက်ငယ်9မှ9ရေနှင့်တန်ရှင်းသောဝိညာဉ်တော်၌မမွေးဖွားသောသူမိဒီကဖျားသခင်၏နိုင်ငံတော်သို့မဝင်ရဇာတိပဂတိ၌မွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်၌မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးဖွားခြင်းကိုခံရမည်ဒုတိယမွေးဖွားခြင်းဆိုတဲ့ စေချောခြင်းကိုခံကြပြီးပါပြီဒါပေမဲ့ခွဲမိကောက်ကြည်တော့ဆိုတလူဖြစ်နေတဲ့အတွေ့ကောက်မြဲကောက်အပြစ်လန်းတဲ့ရှောက်မြဲရှောက်နေကြတယ်မောင်လာတရားနာပိတ္တစစ်မှန်တဲ့ဒုတိယမွေးဖွားခြင်းဖြစ်မှသာကိုရောရှင်စကားနဲ့ကျွန်တော်တို့အသက်တာဟာညီမယ်နော်ရှင်ယောဟန်ခရစ်ဝေအခန်းကြီး1အပိုင်းငယ်7နဲ့73ကိုကြည်ကြစို့ကိုရောကိုယုံကြည်သောသူတို့အား ဖျားသခင်တာဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွားသောသားမဟုတ်မိထုံတန်ဝတ်အားဖြင့်ဖွားသောသားမဟုတ်လူအလိုလျောက်ဖွားသောသားလည်းမဟုတ်ဖျားသခင်ဖွားတော်မူသောသားဖြစ်သည်ဒုတိယမွေးဖွားခြင်းဖျားရှင်၌ဒီကြောင့်မင်္ဂလာခံပြီးတော့အသက်တာအတွင်း၌အပြစ်နဲ့ကင်းစင်ပြီးတော့ ကောင်းမွန်စွာဖျားဆင်းရဲ့လမ်းတော်ကိုရှောက်လမ်းမှုလူပါတယ်